ပါဝင်ပြတာတော့ကျွန်တော်တို့ကဘောလုံးအရင်တည်းကကန်တယ်ပေါ့နော်ဆိုတော့ Moral FC ကျွန်တော်တို့ဒီ leading ball တွေလည်းကန်တယ်ဆိုတော့ပြီးရန်ကုန်ပွဲလည်းကျွန်တော်တို့2000 19 18 20အဲ့အဲ့ဝင်းကျင်နေမှာလေကျွန်တော်ကန်ခဲ့တာဆိုတော့ဒီလိုမျိုးဘောလုံးပွဲချစ်ကြည်ပွဲလုပ်ရင်တော့အများအပြားပါဝင်ဖြစ်ပါတယ်ခံစားချက်ကတော့ဒါကျွန်တော်တို့အနေနဲ့ကတော့ဟိုဘယ်လိုပြောရမလဲဟိုတက်နိုင်တဲ့အပိုင်းတွေကနေကန္နာကိုစီကိုစီအားလုံးဝိုင်းဝန်းပြီးတော့ကုညီပေးနေကြတာပေါ့เนาะဆိုတော့ အာကျွန်တော်လည်းဒီတိုင်းပါပဲဆိုတော့ဘောလုံးနဲ့ဒါကိုနဲ့ဆိုတာလည်းအများကြီးတွေ့တွေ့ဖြစ်တယ်ဝါသနာလည်းကြီးရဲ့ခါကြတော့ဒီလိုမျိုးချစ်ကြည်ပွဲမှာဝင်ပြီးတော့ကျွန်တော်တို့ရမုံဝင်ရှာတာပေါ့နော်ဆိုတော့ခံစားချက်ကတော့ကျွန်တော်တို့ပြောရင်တော့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ထပ်ခံစားရတဲ့လူတွေအများကြီးပေါ့နော်ကျွန်တော်တို့အများလုံးနဲ့ပဲမြင်ပြီးခံစားရဆိုတော့တကယ်လက်တွေ့ခံစားရတဲ့လူတွေတော့ဘယ်မိပါမလဲဆိုတော့ဟိုသူတို့နဲ့ကျွန်တော်ထပ်တူခံစားရတယ်ဆိုတော့ကျွန်တော်လည်းဟိုကျွန်တော်ကူနိုင်တဲ့အပိုင်းတွေအကုန်လုံး ဝိုင်းဝန်းကူနေပါတယ်ခင်ဗျဟုတ်ကျွန်တော်ကလေမတိုင်းပြောရင်ကိုသားဇိုလင်းရဲ့အတွေ့ကျွန်တော်တွေးကြည့်ရတွေးကြည့်ရင်တော်တော်လေးကြောက်မိရပေါ့နော်ကျွန်တော်ကအရင်ကတည်းကအဲ့လိုနေရာချင်းချင်းလေးတို့အဲ့လိုမောင်နာတို့ပါလို့ဆိုရင်ကျွန်တော် anxiety တက်တယ်ဆိုတော့ကျွန်တော်သာဖြစ်ခဲ့ရင်လို့သူများရဲ့လို့၃လရက်လဲခံရမှခံပါဗျချက်ချင်းတင်လဲတေသွားမှာလေဟုတ်ပြီပြီတင်လဲတင်ပါပေါ့နော်မပြီပဲနဲ့ကျွန်တော်တို့ခုနကပြောသလိုသူများရဲ့လို့၄ရက်၅ရက်လောက်ဒီချင်းချင်းလေးရဲ့မှာပိတ်လောင်ပြီးတော့ပြီဘယ်လိုပိတ်နေမယ်ဆိုရင် ကိုယ်ဆိုရင်စောကြီးအစောကြီးအသက်ရှိတော့မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဟိုဒီလိုမျိုးပြန်ထွက်လာနိုင်တဲ့လူတွေကိုလည်းကျွန်တော်အရန်အရန်သူ့ကိုစာဝန်တာရယ်ဟိုချီလက်ချီကျူးရယ်ဟိုပြန်ပြီးတော့မထွက်လာနိုင်တဲ့လူတွေအတွက်လည်းအင်မတန်မှခံစားရတယ်ဆိုတော့ကိုကိုရိုင်းဆိုလည်းအတွေ့ကိုကျွန်တော်တွေးကြည့်လို့တော့မရဘူးပေါ့နော်အဲအဲ့တော့သူတို့ရေဘယ်လောက်ထိဟိုခက်ရခက်ဆက်နဲ့အသက်ကိုရှင်အောင်လုပ်ကြရတယ်ခက်ရခက်ဆက်နဲ့လည်းဟိုအသက်တွေဆုံးရှုံးရတဲ့ခါကြတော့လေဟိုကျွန်တော်တို့တွေးကြည့်ပေးုံလောက်နဲ့တင် ဟိုမရဘူးဟိုဘယ်လိုပြောမလဲတကယ်ခံစားရတဲ့လူတွေကပို့ပြီးတော့ပို့တိရပါဘောเนาะဟုတ်ကျွန်တော်အဲ့နေရာကျွန်တော်ကပင်းတရမှာကားရိုက်နေတာပေါ့ပင်းတရမှာကားရိုက်နေနေအဲ့နေရာကျွန်တော်ရှူတင်ကအဲ့နေမပါဘူးဆိုတော့ကျွန်တော်ကကလောကလောကိုခဏဆင်းမယ်ဆိုပြီးတော့ကျွန်တော်ကားလေးနဲ့ကျွန်တော်ရဲ့တပည့်ကောင်လေးနဲ့ကျွန်တော်ဆင်းလာကြရဲ့ဆိုတော့အောင်မန်းဟိုတယ်ကြီးပြိုသွားတဲ့ဟိုတယ်ပေါ့เนาะဆိုတော့အဲ့ဟိုတယ်အရှိရနေကျွန်တော်ကဖြတ်ပြီးတော့ ကျွန်တော်ထင်တယ်3မိနစ်လောက်ပဲရှိရုံပဲကျွန်တော်အဲကလောဘက်ဝင်တဲ့အချိန်မှာကျွန်တော်ကမြောက်တက်သွားမြောက်တက်သွားပြီးတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့လမ်းကလည်းပုံမှန်ပဲပေါ့နော်သူကသူ့ရငယ်လင်းပုံစံကဒီ line လို့လာတာဟုတ်ကျွန်တော်ကမြောက်တက်သွားတော့ကျွန်တော်အဲနည်းနည်းအချိန်လည်းများတယ်ဗျအများတော့ကားမြောက်သွားတဲ့ပုံမှန်ပဲထင်တာပေါ့အဲပြီးတော့မှငလျင်မန်းဒါအိမ်နေတဲ့နေလူတွေထွက်ပြေးလာတော့မှငလျင်မန်းတီးတာအဲတီးတော့ကားချက်ချင်းရက်တယ်ရက်ပြီးတော့ဒီငလျင်လောက်တာကြီးကိုအကြာကြီး ဟိုခံစားရတယ်ပေါ့နော်ပြီးတော့ကျွန်တော်အပြင်ထွက်တယ်အပြင်ထွက်ပြီးတော့အဲ့မုတ်ဆင်းဝယ်တဲ့အချိန်မှာနောက်တစ်ကြိမ်ထပ်လှုပ်တယ်ပေါ့ဆိုတော့အဲ့အဲ့မှာတော့ကိုယ်တိုင်ကြုံတွေ့ခဲ့လာပြီးတော့ကျွန်တော်တို့ဒီဖုန်းထဲမှာကြည့်ခဲ့ကြတော့အပြည့်စည်းတွေအဲ့လောက်များမယ်လို့လည်းမထင်ဘူးဟောကျွန်တော်စကိုင်းတရားကြီးကျိုးသွားဟာစကိုင်းတရားကြီးကျိုးသွားလားအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဟိုဒီလောက်အများကြီးဖြစ်ပြသွားမယ်လို့ ပထမတော့မထင်ခဲ့ဘူးပေါ့နော်ဆိုတော့ဒီမျက်စိတက်မဲ့ဥတွေမှာအများကြီးဖြစ်ပေါ်လာတဲ့အတွက်ဟိုအများကြီးစိတ်မကောင်းဖြစ်ရပါတယ်ဟုတ်ကျွန်တော်တို့ကတော့ဟိုဘယ်လိုပြောရမလဲကျွန်တော်အမြန်ဆုံးပြန်လဲထူထောင်ရေးကိုလှုပ်ဖို့အတွက်အတင်းထားပါလို့ပြောချင်ပါတယ်အမြန်ဆုံးကျွန်တော်တို့စ조사ပြီးပြန်ထားကြမယ်အကုန်လုံးတူတူစ조사ပြန်ထားကြမယ်ပေါ့နော်ကျွန်တော်တို့ကချိန်ချိန်လဲခဲ့ပြီးွားကြပြီအားလုံးကျွန်တော်တို့လူမျိုးတွေအကုန်လုံးတန်ပါကြရပါတော့ဆိုတော့ဟိုဒီထက်ဟိုကျွန်တော်တို့မှ ဘယ်လိုပြောမလဲဟိုကိုယ့်ကိုယ်ကိုပြန်ရင်ယုံထားဖို့အတွက်အားရင်နေအပြည့်ရှိရလို့လည်းကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်တို့အများကြီးဝိုင်းဝန်းပြီးတော့ပြန်လည်ထူထောင်ရေးကိုလည်းပို့ပြီးအားစိုက်ကြဖို့ဟိုကျွန်တော်ဒီနေ့ကနေပြီးတော့တိုက်တွန်းကြပါတယ်အဲကျွန်တော်တို့လည်းပြန်လည်ထူထောင်ရေးတွေမှာဟိုအားတက်တရောဟိုပါဝင်သွားမယ်လို့လည်းကတိပေးပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဟုတ်